မောင်မြင် channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ brighter တွေကိုတင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့စင်ရဲတဲ့ကြားပလတာတဲ့ဆိုရဲပုံမြင်ပေးဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါဖီဘာဆိုတဲ့အမျိုးသမီးတယောက်ကတော့သူမရဲ့ရခမအိမ်မှာပျော်ရွှင်စွာနဲ့နေထိုင်နေခဲ့ပါတယ်သူမအချိုစားရတာအရန်ကြိုက်ပါတယ်ဒါပေမဲ့သူမရဲ့အိမ်မှာအချိုးတွေမကပါဘူးထမင်းစားဖို့တောင်ခက်ခဲလာတဲ့အခါမှာတော့သူမလည်းဒုက္ခတွေ့ရပါတယ် ဒါပေမဲ့ဗေဘာကတော့အာမလျှော်ခဲ့ပါဘူး။သူမကြိုက်တဲ့အချိုးစီးပွားရေးလမ်းကြောင်းတစ်ခုအနေနဲ့လောက်ကိုင်းပတ်စံရှာဖွေခဲ့ပါရီ။သူမကကြားပလာတာရောင်းနေရင်လည်းအင်းရဲ့အခြေအနေတွေအလုံးကိုလည်းပြောင်းလဲပြပေးလိုက်ပါရီ။ဒါဆိုရင်တော့ကြားပလာတာရောင်းတဲ့ချွေးမလေးရဲ့ပုံမြင်ကိုကြည်လိုက်ကြရအောင်ပါ။အော်အားလုံးစားတော့ဖို့အတွက်ချက်ပြီးပြီမဟုတ်လား။နင်အခုအချိန်အထိဘာလုပ်နေရလဲ။ နေ့စဉ်နေတိုင်းကျမထမင်းစားပြီးပြီဆိုတာနဲ့အချိုစားတက်တဲ့အကျင့်ရှိတယ်ဆိုတာအမေသိတယ်မလားအားရကြောင်ဒီမှာကျမဟလဝါလေးနည်းနည်းလုပ်နေတာအမေရောဟလဝါစားအောင်မလားမစားတော့ပါဘူးနင်းပဲစားလိုက်တော့ပြီးရင်တော့အမြန်ဆုံးအိတ်လိုက်အောင်နော်ရခမဖြစ်တော့တော်ပြီးအိမ်နေခဲ့တဲ့အချိန်မှာချွေးမလေးကတော့ဟလဝါလို့စားခဲ့ပါတယ်။တကြားနည်းနည်းလေးနဲနေတယ်လို့မျိုးပဲနောက်တစ်ခေါက်ကြာရင်တော့တကြားအများကြီးထည့်ရမယ်။မဟုတ်စားပြီးရင်တော့သူမအိပ်ပျော်သွားခဲ့ပါတယ်။ နောက်နေ့မှတော့အိမ်မှာရှိတဲ့ယောက်ျားလေးတွေအားလုံးအလုပ်သွားနေခဲ့တဲ့အချိန်ရခမဖြစ်သူကပြောလိုက်ပါတယ်။မနေ့ပြန်ကြရင်တော့အလုပ်အများကြီးလုပ်ကြပါနဲ့။ပြီးတော့ရှင်တို့ရိတ်သိမ်းရမယ့်အချိန်ရောက်ရှိနေပြီမလား။စားတောက်ဖို့ကိုလည်းဂရုစိုက်ကြအောင်နော်။အေးပါကွာမိန်းမကလည်းတကယ်ပဲဘာရီကိုဒီလောက်တောင်မှစောင်းရင်နေရတာလေငါတို့သိပါရဲ့ငါတို့အတော်အလောက်စောင်းရင်မနေနဲ့ငါတို့ထမင်းကောင်းကောင်းစားလိုက်ကြမယ်ဟုတ်ပြီလားပြီးတော့မှငါတို့အလုပ်ကိုလုပ်ကြမယ်ကွာ အားလုံးစကားပြောနေကြတဲ့အချိန်မှာပဲဖေဖာကတော့သူ့ယောက်ျားကိုကြည်နေခဲ့ပြီးပါတယ်။သူ့ယောက်ျားကတော့စိတ်ပြတ်စွာနဲ့ကောင်းကင်ကိုမှောက်ကြည့်နေပါတယ်။ဘာဖြစ်တာလဲ။ရှင်ပုံစံကလည်းစိတ်ပြတ်နေတဲ့ပုံစံပဲ။ကြည့်ပါဦးကွာ။ကောင်းကင်ကိုတစ်ချက်လောက်မှောက်ကြည့်လိုက်။တိမ်မဲတွေစုဝေးနေပြီ။တိမ်မကြခင်မှာရာသီဥတုဆိုးရွားတော့မယ်လို့ငါထင်တယ်။အကိုရဲ့ဘာတွေကိုဒီလောက်တောင်မှစိုးရင်ပုံပန်နေရတာလဲ။ဒါကရက်အနေငယ်လောက်အကျွတ်ပါပဲ။နောက်နေ့ရောက်စပြီးအရာအလုံးအဆင်ပြေသွားလိမ့်မယ်။ ီလိုနဲ့သူတို့ကလည်းဘာကောမှဂယူဆိုင်မနေတော့ပဲလဲတဲ့ဆင်းသွားခဲ့ကြပါရဲ့မိသားစုဝင်တွေအားလုံးပိုင်းဆိုင်တာဆိုလို့ဂျုံဆိုင်ခင်းလေးတခင်းသားရှိပါရဲ့အိမ်မှာကြံနေခဲ့တဲ့အမျိုးသမီးတွေကလည်းအချင်းချင်းပြောဆိုကြပါရဲ့အမရေသူဟာကျမကိုပြောတယ်ဒီတစ်ခေါက်တီးနဲ့အထွက်တိုးလိုက်မယ်တဲ့အားရကြောင်ကျမကတော့လေဒီတစ်ခေါက်ရွှေလက်စွပ်လုပ်ဖို့စဉ်းစားထားတယ်ဒါပေါ်ကောင်းတာပေါ်လှုပ်လှုပ်ရှိတဲ့အရာအလုံးကနင်တို့နှစ်ယောက်ဟာရေးကြီးပဲ အခုဆိုလို့ရှင်တော့ငါရဲ့လေယောက်စိုက်ခင်းကလည်းအရန်ကိုအစဉ်ပြေနေရဆိုတော့အမြတ်အများကြီးရလိမ့်မယ်။အဲဒါကြောင့်ငါရဲ့သမီးလေးတွေကဒါကိုအရင်ဆုံးပိုင်ဆိုင်ခွင့်ရမှာလေ။၃ရက်လုံးဝမ်းတောက်ပြောရွှင်စွာနဲ့စကားပြောဆိုနေခဲ့ကြတဲ့အချိန်မှာပဲရုတ်တရက်မိုးရွာချလာခဲ့ပါရဲ့။ဘလို့ဖြစ်တာလဲရှင်တို့အားလုံးမိုးရွာတွေဆိုရွှဲကုန်ကြပြီ။ကျွန်မအခုပဲတပတ်ယူလာခဲ့ပေးမယ်နော်။ထားလိုက်ပါတော့ကွာငါကမိုးရွာနေတဲ့အတွက်စိုးရင်ပူပန်နေရ။ငါရဲ့လေယာမြေတွေအားလုံးပြည့်စည်ကောင်းရင်ဘလို့လုပ်မလဲ။ ဟုတ်တယ်ဟုတ်တယ်ဒုက္ခပဲမိုးရေအရန်ကြီးလာတဲ့အခါကျရင်တော့ငါရီရဲ့လေယာစိုက်ပျော်မြေတွေအလုံးပျက်စီးသွားတော့မှာပဲအဲ့ဒီခါကျရင်ဘယ်လိုလုပ်မလဲမိုးကတဖြည်းဖြည်းနဲ့ကြီးလာတဲ့အခါကျရင်တော့ငါရီရဲ့စိုက်ပျော်မြေတွေအလုံးကလည်းခံနိုင်ရှိမှာမဟုတ်ဘူးရှင်တို့ဘာမှအရန်ကြီးလဲစွန့်ရင်ပုံပန်မနေကြပါနဲ့တိတ်မကြခင်မှာမိုးတိတ်သွားလိမ့်မယ်လို့ကျမထင်တယ်မိသားစုဝင်တွေအလုံးကတယောက်ကိုတယောက်အားပေးနေခဲ့ကြပါမယ်နောက်ဆုံးမှာတော့သူတို့ထင်ထားတဲ့အရာတွေအမှန်တကယ်ဖြစ်လာခဲ့ပါတယ် မော်ရီကတဲထန်စွာသုံးရက်စတိုင်းရွာသွန်းသွားခဲ့တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ဂျုံဆိုင်ခင်းတွေအားလုံးပြည့်စည်ကုန်ရပါတယ်။အိမ်မှာစားတောက်ဖို့အတွက်တောင်ဘာမှမကြံတော့ပါဘူး။အိမ်မှာစားတောက်ဖို့အတွက်စံပြုတ်လေးတောင်ရှိပါတော့တယ်။ဒီမှာကျမစံပြုတ်ပြုတ်ထားတဲ့ဒါလေးပဲစားလိုက်တော့ဘာမှအလောက်ထိလဲစိတ်ပုံမနေပါနဲ့။ဘလို့မျိုးစိတ်မပူပဲနေလို့ရမလဲ။ရှေးဆက်ပြီးတော့ဘာဖြစ်မလဲဆိုတော့ငါတို့လည်းမသိဘူး။အခုငါတို့မှာရှိတဲ့ပတ်စံတွေအားလုံးကိုလည်းစိုက်ပျိုးရဲထဲလိုက်တာ။ အခုဘလောက်တောင်မှဆုံရှုံသွားရပြီလဲဆိုတော့ကိုရောသိလားဘာတွေကိုစိုးရင်နေရလဲတာလီရဲ့အလောက်ထိလဲအားမလျှော့သွားနဲ့တခုမဟုတ်တခုအစင်ပြေသွားလိမ့်မယ်ကွပထမတည်းကကျွန်တော်ပြောသားပဲရှိတဲ့ပတ်စံတွေအားလုံးစိုက်ပြိုးမြည်ရမထဲပါနဲ့ဆိုနေမှအခုသွားပြီကျမဒီမှာဆက်ပြီးတော့မနေနိုင်တော့ဘူးကျမမိဘအိမ်ကိုပြန်တော့မယ်မင်းမနေဘူးဆိုလို့ရှင်တော့ငါတယောက်တည်းဘာလို့နေရမှာလဲအဲ့ဒါကြောင့်ငါလဲမင်းနဲ့အတူတူလိုက်လာခဲ့လိုက်တော့မယ်ဒါဘလို့စကားတွေပြောနေကြတာလဲ မိသားစုကိုဒုက္ခရောက်နေတဲ့အချိန်မှာထားပြစ်သွားစေရလား။ဒါဆိုရင်တော့ရောင်မတယောက်ထည့်ဒီမှာနေခဲ့ပြီးတော့ဆံပြုတ်တောင်းနဲ့နေလိုက်တော့ပြီးတော့ရောင်မရဲ့မိဘအိမ်ကိုပြန်မယ်ဆိုရင်လည်းဒါပဲစားရမှာမလား။ပြောဆိုပြီးနောက်မှာတော့လင်မယားနှစ်ယောက်လုံးအိမ်ပေါ်ကဆင်းသွားကြပါရဲ့။အိမ်မှာကြံတဲ့မိသားစုဝင်တွေကလည်းရှိတဲ့ဆံပြုတ်လေးပဲတောက်ခဲ့ကြရပါရဲ့။စားတောက်ပြီးသွားတဲ့အခါမှာအားလုံးအိမ်ဖို့အတွက်ထွက်သွားခဲ့ကြပါရဲ့။ချွေးမလေးကတော့အိမ်လို့မပြောခဲ့ပါဘူး။ သူမအချိုစားတာအရန်ကြိုက်ပါတယ်အချိုမစားတဲ့ညတွေမှာတော့သူမအိတ်လို့မပြောပါဘူးမိဖို့ခန်းထဲမှာဘာကြံလဲမသိဘူးသွားကြည့်အောင်မယ်သူမမိဖို့ခန်းထဲမှာသွားကြည့်ခဲ့တဲ့အခါမှာဘာမှလည်းမကြံတော့ပါဘူးအနောက်ကနေပြီးတော့ရောက်ခမဖြစ်သူရောက်ရှိလာခဲ့ပါတယ်ဘာဖြစ်တာလဲနင်အခုချိန်အထိမအိတ်သေးဘူးလားကျမရေလာတောက်တာပါအမေရဲ့ချွေမလေးကလည်းပြောလိုက်ပေမဲ့ရောက်ခမဖြစ်သူကတော့သိရှိသွားပါတယ်ကဲနင်အခုအချိန်မှာအချိုစားခြင်းနေရာကိုသဘောပေါက်တယ်ဘာဖြစ်လို့များငါ့ကိုလိန်ပြောနေရတာလဲ ိမ်မှာဘာမှမရှိဘူးလေအမေရဲ့ဒီတော့ကျွန်မတီးခန့်ပြီးအိပ်ရမယ်အမလေးတီးခန့်စရာဘာအကြောင်းမှမရှိဘူးငါတယောက်လုံးရှိသေးတယ်အိမ်မှာဘာရှိလဲကြည့်ပြီးတော့နင်းအတွက်စားတောက်ဖို့တခုခုလောက်ပေးမယ်ပြောဆိုပြီးနောက်မှာတော့ရောက်ခမဖြစ်သူကလည်းဂျုံဘူးရဲကဂျုံတွေထုံယူလိုက်ပါတယ်တကြားထည့်ပြီးနောက်မှာတော့ဂျုံနေပြီးပလာတာလေးလုပ်ပေးလိုက်ပါတယ်ကဲရော့ချွေးမလေးရေဒီမှာစားကြည့်လိုက်မလို့လေအရသာရောရှိရလားသူမစားတောက်ပြီးသွားတဲ့အခါမှာဝမ်းတာပြောရွှင်သွားခဲ့ပါတယ် အမေရဲ့ပါဝင်ဖြစ်စီနှမျိုးရဲနဲ့ဒီလောက်အရသာရှိတဲ့မဟုတ်ကိုလုံနိုင်လိမ့်မယ်လို့ကျွန်မထင်တော့မထင်တော့ဘူး။ဟုတ်တယ်။အမေရဲ့အမေကိုယ်တိုင်က သင်ပေးခဲ့တာပါ။ငါချွေးမလေးကြိုက်တယ်ဆိုတော့အမေလည်းဝမ်းသာပါတယ်။သူမဒေါ်ရီကိုစားနေတဲ့အကြံတစ်ခုရသွားခဲ့ပါတယ်။သူတို့စားတော့ပြီးရနဲ့အိပ်ပျော်သွားခဲ့ကြပါတယ်။နောင်နေမနဲ့မိုးလင်းတာနဲ့အားလုံးကိုဒီကိစ္စတွေပြောပြလိုက်ပါရစ်ဒီမှာမနေ့ကတော့အမေလောက်ထားတဲ့ပလာတာအရင်အစားကောင်းနေကျမတို့စိုက်ပျိုမြေကပြက်စီးသွားပြီဆိုတော့ကျမတို့ပလာတာလောက်ရောင်းရင်ကောင်းမလား သူမရဲ့စကားကြားခဲ့ရတဲ့အခါမှာအားလုံးအံ့အားသင်ကုန်းကြရပါတယ်။နေပါအောင်မင်းဒါဘာတွေပြောနေရလဲ။အေးဟုတ်တယ်။ပြီးတော့ဒါကအဆင်ပြေမယ်လို့ထင်လား။ဒါဘောအမေရဲ့အဆင်ပြေမှာဘောဘာဖြစ်လို့မပြေရမလဲ။ကျမကိုယ်တိုင်လည်းအချိုကြိုက်တယ်။ကျမတို့မှာဒီမုတ်တွေကိုကြိုက်တယ်ဆိုရင်တော့သိကြတယ်။တခြားသူတွေအားလုံးကလည်းဒါကိုကြိုက်ကြမှာပဲ။သူမပြောတဲ့စကားကိုအားလုံးကလည်းအဆင်ပြေတယ်လို့မှတ်ယူခဲ့ကြပါတယ်။အေးဟုတ်တယ်။ငါတို့လုံနိုင်တာဘာမှလည်းရှိတာမဟုတ်ဘူး။ဒါဆိုရင်တော့ဒါလေးကိုပဲလုပ်ကြည့်ကြတာပေါ့။ ဟုတ်တယ်ပြီးခဲ့တဲ့တစ်ခေါက်ကတော့ကရှိတ်တင်ထားတဲ့ဂျုံတွေအများကြီးကိုကျွန်တော်ကြိတ်ပြီးတော့ဂျုံတွေအများကြီးတင်ထားတယ်။ဒါဆိုရင်တော့အခုလိုနေတာတကြားဘယ်လောက်ထိများတဲ့တကြားတွေကိုဘယ်ကနေတွားယူရမလဲ။ဟုတ်တယ်ချွေးမလေးရဲ့ပလာတာရောင်းမယ်ဆိုရင်တော့တကြားအများကြီးလိုလိမ့်မယ်။အခုအမေတို့ရှိမှပတ်စံကလည်းရှိတာမဟုတ်ဘူး။ဒီမှာခဏစဉ်းစားပြီးနောက်မှတော့ပြောခဲ့ပါရစေ။ကျမတို့မတ်လေးနဲ့ရောင်မလေးစီကအကူကြီးတောင်းကြည့်ကြမလား။ ဘလို့တွေပြောနေရလဲငါတို့ဒုက္ခရောက်နေရကိုတိရဲ့သားနဲ့သူတို့ငါ့ကိုထားသွားခဲ့ကြတာသူတို့အရှိမငါတို့ကလက်ဖြန့်စီရလားအပြင်ကလူတွေရှိကအကူကြီးတောင်းတာထက်ဆိုင်တော့မိသားစုရှိကအကူကြီးတောင်းတာပိုကောင်းတယ်လေပထမတော့ဘယ်သူမှသဘောမတူခဲ့ကြပါမယ်သူမအားလုံးကိုစီယုံလိုက်ပါတယ်ဒီနောက်သူမတယောက်တည်းလင်ကြီးမဖြစ်သူရဲ့အမေအိမ်ကိုသွားလိုက်ပါတယ်ဘာဖြစ်တာလဲဘာကိစ္စရှိလို့လဲရောင်မရဲ့ဒီမှာငါတို့မိသားစုဝင်တွေအားလုံးနဲ့အကူအညီကိုလိုအပ်နေလို့ပါတကယ်တော့ငါတို့တကြပလာတာလောက်ရောင်းကြမလို့ ငါတို့ရှိမှကဂျုံတွေအများကြီးရှိတယ်အခုမရှိတာတကြားဒါဆိုရင်တော့ကျမစီကနေပြီးတော့တကြားလာတောင်းလာလာရတယ်လေဘလောက်ထိတကြားလိုချင်လဲယူသွားလိုက်ပါတကြားနည်းနည်းလေးနဲ့ဘာမှလုပ်လို့မရဘူးအနည်းဆုံး10ကီလိုလောက်လိုအပ်တယ်အမလီဒါကျမရဲ့အိမ်လေကျမတို့ကတကြားဆက်ရုံတိဆောက်ထားတာမှမဟုတ်တာအဲ့လောက်အများကြီးရော မရှိဘူးမဟုတ်ဘူးတကြားလိုချင်တာမဟုတ်ဘူးပတ်စံနည်းနည်းလိုချင်တာဒါဆိုရင်တော့အဆင်ပြေသွားလိမ့်မယ်နေမဲ့ငါတို့အကူအညီပေးနိုင်တယ် ဒါဆိုရင်တော့ကျမတို့ရှီကပတ်စံလာချီတာလား။ဒါနဲ့ရောင်မတို့ရဲ့ဒီစီးပွားရေးအစ်စ်ကိုကျမကဘာဖြစ်လို့ပတ်စံထုတ်ပေးရမှာလဲ။ဒီတကြားပလာတာကိုဘယ်သူမှဝယ်စားကြမှာမဟုတ်ဘူး။ရောင်မဖြစ်သူကရွှေခွဲနေခဲ့တဲ့အချိန်မှာမလီကဝင်းပြောလိုက်ပါတယ်။မင်းကလည်းကွာပေးစီရရှိရပေးလိုက်လေ။တို့ဟာတို့စီးပွားရေးအဆင်ပြေပြေမပြေပြေငါတို့နဲ့ဘာဆိုင်သေးလဲ။ဘလို့မစောပတ်စံချီသွားတာဆိုတော့တို့ပြန်ဆက်လိုက်မယ်။ဒီလိုနဲ့ပတ်စံချီငါပေးလိုက်ပါတယ်။သူမအရှက်ခွဲခံခဲ့ရပြီမဲ့ဘာမှလုံးလုံးမရခဲ့ပါဘူး။ ူမပတ်ဆိုင်ရတာနဲ့တကြားဝယ်ပြီးအိမ်ကိုပြန်လာခဲ့လိုက်ပါတယ်။အိမ်မှာသမီးရောက်ခမနှစ်ယောက်လုံးပလာတာစားလုပ်ကြပါတယ်။တပတ်မှမိုဟန်နဲ့သူ့ရဲ့အဖေကတော့ပလာတာရောင်းဖို့အတွက်စပိန်ကိုပြန်ပြင်းကြပါတယ်။ကဲဒီမှာငါပလာတာတွေထည့်ပြီးသွားပြီးသွားရောင်းကြမယ်။အမေအရာအားလုံးအဆင်ပြေသွားလိမ့်မယ်တိလား။အေးပါငါတို့လည်းတတ်တည်ရှိလာပြီ။အရာအားလုံးအဆင်ပြေလိမ့်မယ်လို့ငါလည်းယုံနေ။ဒီလိုနဲ့အားလုံးကလည်းစပိန်လေးနဲ့တကြားပလာတာလိုက်ရောင်းကြပါတယ်။လူတွေအားလုံးကလည်းသူရဲ့ပလာတာကိုသဘောကျကြပါတယ်။ ကောင်းလိုက်တာဈေးတတတာနဲ့ဒီလောက်အရသာရှိတယ်ပလာကြမျိုးအကောရောနေ့တိုင်းလာကြနော်ကျွန်တော်ကတော့ကြိုက်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ကောင်းပါပြီကြီးနေနဲ့တို့ရဲ့ပလာကြတွေရောင်းကုန်သွားခဲ့ပါတယ်ပထမဦးဆုံးနေ့ရက်လေးမှာပဲငါတို့ဘလောက်တောင်မှရောင်းကောင်းလိုက်တယ်လဲဒါရီအားလုံးနှင်းချောင်းဖြစ်ရတာချွေးမကြီးအရာအားလုံးတိတ်မကြခင်အစဉ်ပြေသွားလိမ့်မယ်ဟုတ်တယ်သမီးလေးရဲ့နေရတကယ်ကံကောင်းစေသူပဲအားလုံးကလည်းဝမ်းသာနေကြပါတယ်သူတို့ကစ조사ပန်းစာအလုပ်လုပ်ခဲ့တဲ့အတွက်အစဉ်ပြေလာခဲ့ပါတယ် တရမတော့သူ့ယောက်မလေးရဲ့အိမ်ကိုသွားပြီးပတ်စံပြန်ဆက်လိုက်ပါတယ်။အခုဘာလို့ဂျင်လို့လာရလဲ။ဘာမှမလို့ဂျင်ဘူးနင်းပတ်စံလာပြန်ဆက်တာ။ငါတို့ဒုက္ခရောက်တဲ့အချိန်မှနင်းအကူအညီပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီအချိန်မှသူမရဲ့စကားတွေမှသွားပြီးဆိုတော့ကိုနားလေသွားတဲ့အတွက်နောင်ကြရနေခဲ့ပါတယ်။ခဏနေတော့တာအငယ်နဲ့ချွေမအငယ်အိမ်ကိုပြန်လာပြီးတောင်းပန်ကြပါတယ်။ကျမတို့ခွင့်လွတ်ပါကျမတို့မှားသွားတယ်။ဟုတ်တယ်နော်ဒီအချိန်လေးကြီးမှကျွန်တော်တို့အိမ်ပေါ်ကမစင်းသွားသင့်ဘူး။ချစ်နိုင်ခွင့်လွတ်ပါ။ ရပါတယ်နင်တို့အမားကောနင်တို့သိတယ်ဆိုရင်ပဲလုံလောက်ပြီအခုအမေတို့အားလုံးပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြတာပေါ့ကွယ်ဒီလိုနဲ့မိသားစုဝင်တွေအားလုံးကအတူတူတကြားပလတာရောင်းပြီးပတ်စံရှာကြပါတယ်နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့အစိုးရအလုံးလောက်ကြားတဲ့ချွေမလီများဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ဗင်မလာကတော့သူရဲ့သားတုံးရောင်းနဲ့အစိုးရအလုံးလောက်ကိုင်းကြတဲ့ချွေးမလီတုံးရောင်းနဲ့အတူတူနေထိုင်နေခဲ့ပါရီသူတို့အားလုံးကပျော်ရွှင်စွာနဲ့နေထိုင်နေကြတာပေါ့ ချွေမလေးတွေကအပြင်အလုံးလုံးနေခဲ့တဲ့အကြားရခမဖြစ်သူကအင်းရဲ့တာဝန်တွေအားလုံးကိုယူထားခဲ့ရပါတယ်။တရမှာတော့ဗမလာရဲ့တမီးလေးအိမ်ကိုလာလေခဲ့ပါတယ်။တမီးလေးရေရုတ်တရက်ကြီးဘလို့ဖြစ်ပြီးရောက်လာတာတော့တမီးရဲ့အမေရဲ့ကျမကိုအိမ်ကိုလာတာတော့မှပြောဆိုပြီးတော့လာနေရအောင်မလားအမေရဲ့ဒီအတိုင်းပဲကျမလာလို့မရဘူးလား။အော်တမီးရဲ့အဲ့လိုတော့လည်းဘဲဟုတ်ပါမလဲ။အမေပြောချင်တာအဲ့ဒီအတိတ်ပဲမဟုတ်ဘူးတမီး။သမီးလေးမလာခင်တော့ကအမေကိုဖုန်းလည်းမဆက်ဘူးလေ။နင်ပထမဦးဆုံးအကြိမ်ဒီကိုလာရမလား။ပြီးတော့ နှစ်ယောက်ကြာရောဘယ်မှာလဲဟုတ်တယ်အမေရဲ့သူကတော့အလုံးမရနေအောင်မို့လို့ဒီနေ့မလာဖြစ်တော့ဘာဖြစ်နေရလဲအမေရဲ့ဒီကနေပြီးတော့မိကုံးတွေအားလုံးကိုမေးတော့မလားကျမခဏလောက်ထိုင်ပြစေအောင်လေအေးပါအေးပါဟုတ်ပြီဟုတ်ပြီဒါဆိုရင်တော့နင်ခဏလေးထိုင်လိုက်အောင်နော်ငါအခုချက်ချင်းပဲလက်ဖေးဖြောလာခဲ့ပေးမယ်သူမအေးအေးစစ်စစ်ထိုင်ပြီးနောက်မှာတော့ဘေးပဝင်းချင်းကိုကြည်လိုက်ပါလေကဲရော့ဒီမှာလက်ဖေးလေးတောက်လိုက်ပါအောင်ပြီးတော့အခြေအနေကရောဘလို့လဲကောင်းရင်လားကျမအဆင်ပြေတယ်အမေရဲ့ကျမကိစ္စခဏထားလိုက်အမေကိစ္စပြောအောင် ဒါနဲ့ကျမယောက်မတွေအားလုံးကရောဘယ်သွားနေကြတာလဲအခုမှနှစ်နာရီပဲရှိသေးတယ်သူတို့အားလုံးတာဝန်နဲ့အလုပ်သွားကြတယ်လေဒါဆိုရင်တော့သူတို့အိမ်ကိုပြန်မလာမချင်းအိမ်လုပ်တွေအားလုံးအမိလုပ်ကြပေါ့အေးဟုတ်တယ်လေငါလုပ်ကြပေါ့ငါမလုပ်ဘူးဆိုရင်တော့ဘယ်သူလုပ်မလဲသူတို့ပြန်လာတဲ့အခါကျရင်တော့ငါကဝိုင်းကူညီလုပ်ကင်ပေးကြပါလေလေဒါပေမဲ့နေ့ပိုင်းတစ်ပိုင်းလုံးကတော့ငါပဲလုပ်တယ်မနက်စကိုလည်းငါကိုယ်တိုင်အစောကြီးထပြီးတော့ချက်ပြုတ်ပေးနေကြသူတို့မနက်ပိုင်းသွားရလားအရန်ကိုနောက်ကြတယ်အဲ့ဒါကြောင့် ရာသားကဒီစကားတွေကိုကြားခဲ့ရတဲ့အခါမှာအံ့အားသင့်သွားခဲ့ရပါတယ်။တကယ်မှာတော့သူကသူ့ယောက်ျားနဲ့ရံဖြစ်ခဲ့ပြီးရောက်ရှိလာခဲ့တာပါ။ဒါပြင်သူရဲ့မိခင်ဖြစ်သူကသူ့ရောင်မလေးတွေအတွက်ဒီလောက်ထိလောက်ပေးနေအောင်ကိုတွေးကြရတဲ့အခါမှာသူမဒေါသထွက်လာပါတယ်။သူတို့အားလုံးအေးစိတ်နေနေကြတဲ့အချိန်အမေကအလုတ်သမားတယောက်လိုမျိုးလုံနေရတယ်ပေါ့။အခုအိမ်မှာဒါရီအားလုံးဖြစ်ဖြစ်နေရဟုတ်လား။အော်မဟုတ်ကြအလုတ်သမားဟုတ်เสียလား။သူတို့အိမ်မှာမနေတာကိုအလုတ်ဘလို့လောက်ကြမလဲ ။ဘာဖြစ်လို့မလုံနိုင်ရမှာလဲမနှက်ကြရင်အစောကြီးထပြီးတော့အိမ်အလုပ်တွေအားလုံးလုပ်လို့ရတာပဲ။ဒီအလုပ်တွေအားလုံးလုပ်လို့ပြီးသွားတော့မှသူတို့အနေနဲ့ကြောင်းသွားတင်တာပေါ့။အိမ်မှာရှိတဲ့ချွေးမလေးတွေအကုန်လုံးအနားယူနေတဲ့အချိန်ရောက်ခေါမကတော့အလုပ်တွေကိုပင်ပင်ပန်းပန်းလုပ်နေရတယ်ဒါဖြစ်တင်လား။အမေတယောက်တည်းအလုံးလုံးနေရကိုအမေသားလေးတွေကမသိကြအောင်စောင်းနေရကိုတော့ကျမအံ့အားသိမိရဲ့။တမီးဖြစ်သူရဲ့စကားတွေကိုကြားခဲ့ရတဲ့အခါမှာမိခင်ဖြစ်သူကနည်းနည်းလေးတွေးနေခဲ့ပါရဲ့။ဒီနောက်မှာတော့သူကလည်းပြောလိုက်ပါရဲ့ တမီးရဲ့မလိုအပ်ဘဲနဲ့အလောက်ထိတွေးမနေပါနဲ့။ဘာမှအလောက်ထိဆိုးရွားလုံးနေရလည်းမဟုတ်ပါဘူး။အားလုံးကအမေကိုတတော်လေးဂရုစိုက်ကြရတယ်တိလား။အမေကိုဂရုစိုက်ပြီးချစ်ကြပါရဲ့။သူမရဲ့ကြိုးစားအားထုတ်မှုတွေအကုန်လုံးကအခုအရာမတင်လာခဲ့ဘူးဆိုပေမဲ့သူမမိခင်ဖြစ်သူနဲ့ရောင်မတွေကိုတွေးခွဲဖို့အတွက်စဉ်းစားထားခဲ့ပါရဲ့။ညနေခင်းမှာချွေးမအကုန်လုံးရောတားရရော အလောက်ကနေပြန်လာကြပါရဲ့။ဟာရာသားနင်းပါလားဘယ်တော့ကရောက်လဲ။ကျမနေလက်ခင်းတော့ကရောက်နေရပါ။ခဲဟုတ်ကရောဘယ်မှာလဲ။ ။သူမလာဘူးသူအလောက်ရှိလို့လေနောက်မှလာလိမ့်မယ်။ဟုတ်လားထူးဆန်းလိုက်တာ။အရင်တုန်းကဆိုရင်တော့ခဲဟွာအမြဲတမ်းလိုက်ပို့တယ်နော်။ကျမတယောက်ထဲလာတော့ကိုသဘောမကျကြလို့လားပြန်သွားလိုက်တာကပိုကောင်းမယ်နဲ့ကြွရယ်နော်တမီးရဲ့ဒါဘလို့စကားတွေပြောနေရတာလေသူတို့အလုံးကနေ့ကိုမေးပဲမေးနေကြတာပါဘာနဲ့ကြိမ်လောက်မေးနေမှလဲအမေရဲ့ကျမရောက်လာတာတော်ရော့ပေါ့ခဏခဏခဲအိုရော ခဲအိုရောဆိုပြီးတော့ပဲမေးနေတယ်သူမစိတ်ဆိုပြီးအခန်းထဲဝင်သွားခဲ့ပါတယ်အမေသူစိတ်ဆိုသွားတယ်အေးကိစ္စမရှိပါဘူးကွယ်ထားလိုက်တော့ အားလုံးပြင်ဆင်ပြီးထွက်ခဲ့ကြအမေထမင်းခူးထားပေးမယ်နော်။သူဘလို့လဲဆိုတာနင်တို့လည်းသိရဲ့သားနဲ့ခဏနေတော့ထမင်းခူးခတ်ပြင်ဆင်လိုက်တဲ့အချိန်မှာအားလုံးအတူတူစားကြပါရစ်။ရာသားကတော့သူ့အမေနဲ့သူ့ယောင်မလေးတွေအရန်တင်းမြတ်နေအောင်ကိုကြည့်ပြီးမနာလို့ဖြစ်နေခဲ့ပါရစ်။နောက်နေသူ့ယောင်မလေးတွေအစောကြီးအလုတ်သွားနေခဲ့တဲ့အချိန်မှာရာသားပြောလိုက်ပါရစ်။ဒီနေ့ကျမယောင်မကိုရင်ပြောထားတဲ့လက်ဖေးတောက်ချင်တယ်။အော်အခုမှပြောတယ်ပထမတည်းကပြောပေါ့။အခုတော့ကျမတကယ်တော်လေးနောက်ကျနေပြီသီလား။ ညနေကျရင်တော့ကျမပြန်လာပြီးလက်ဖေးဖြောပေးမယ်နော်လက်ဖေးဖြောတာနှစ်မိနစ်လောက်ပဲကြာမှလေတခါလေးဖြောသွားပါလားအမေကျမတကယ်အတော်လေးနောက်ကျနေပြီညနေပြန်လာရင်ဖြောပေးမယ်ပြောပြီးနောက်မှချွေးမတယောက်ကတော့ထွက်ခွာသွားခဲ့ပါတယ်ရာသာကတော့အစောကခံလိုက်ရတယ်လို့ခံစားရပါတယ်ဒါဘလို့ဖြစ်တာလဲအမေအမေကအမေချွေးမလေးတွေကိုတတော်လေးခေါင်းပေါ်တင်ထားတယ်နဲ့တူတယ်နော်သူတို့ဘလိုမျိုးကျမရဲ့စကားကိုနားမထောင်ပဲထွက်ပြေးသွားကြလဲဆိုတော့အမေတွေ့ရမလားကျမရဲ့အကြာကြီးနေမှာအိမ်ကိုလာတာပါ သူတို့အနေနဲ့လဖေးတွေတစ်ခွက်ဖျော်ပေးရင်ဘာဖြစ်သွားမှာမို့လို့လဲကဲထားလိုက်ပါတော့ကျမဒီအကြောင်းတွေဘယ်သူ့ကိုလာပြောနေရလဲအမေကိုရိုင်းဒီအိမ်မှာအလौတမားတယောက်လိုမျိုးအလौလုံနေရလीအမေရဲ့အမိတ်အာနာတွေကလည်းအမေချွေမလေးတွေအပေါ်တိုက်ရောက်မှုရှိမှာမဟုတ်ဘူးဒီတစ်ခေါက်မှာတော့ရာသားရဲ့စကားတွေကမိခင်ဖြစ်သူရဲ့ရှင်နဲ့စူးတစ်ချောင်းလိုနေဝင်သွားခဲ့ပါလေအေးဟုတ်တယ်နင်ပြောတာမှန်တယ်သူတို့လောက်တာလွန်နေလို့ငါလဲထင်တယ်သူတို့ညနေပြန်လာကြပါစေအောင်ရာသားလည်းဒီစကားကိုကြားတာနဲ့ဝမ်းသာသွားပါလေ ခဏနေတော့ချွေမအငယ်ဆောင်လေးရှိကဖုန်းဝင်လာပါတယ်ဟယ်လိုအေးပရိပြောပါလေအေးအေးအေးဟုတ်ပြီဟုတ်ပြီငါလှုပ်ထားလိုက်မယ်ဖုန်းချပီရနဲ့အမေကလည်းမိဖို့ကြောင့်နဲ့ဝင်သွားခဲ့ပါတယ်အမေဘာဖြစ်တာလဲဘာဖြစ်လို့သွားနေရတာလဲဒီမှာတမီးတို့ရုပ်ရှင်ကြည့်နေရလေအော်ပရိကဒီနေ့ထမင်းကြယူဖို့မေ့သွားလို့လေသူ့ယုံကနေပြီးတော့ဒရိုက်ဘာတယောက်လာလိမ့်မယ်တဲ့အဲ့ဒါနေ့လယ်စာထမင်းဘူးထည့်ပေးလိုက်ဆိုလို့ထည့်ပေးမလို့ဒီအချိန်မှာရာသားကလည်းနောက်ထပ်အခွင့်အရေးတစ်ခုရရှိသွားပါတယ်အမလေးဘယင်မကြီးတွေကအမေကိုခိုင်းနေကြတယ်ပေါ့ ။ဘယင်မကြီးကအခုလိုမျိုးအမိတ်ပေးလိုက်တာနဲ့အမေကအလုတ်တမားလိုမျိုးပြေးလွားပြီးလှုပ်ပေးရတယ်။ကဲသွားသွားသွားအမေအလုတ်ပဲသွားလှုပ်ပါ။အမေထိုင်ပြီးအနားယူနေမယ်ဆိုလို့ရှိရင်တော့အိမ်အလုတ်တွေကိုဘယ်သူလှုပ်မလဲ။ဘာပြောရဲအလုတ်တမား။တို့အားလုံးကငါ့ကိုဒီလိုသဘောထားနေကြတာလား။တော်ပြီငါဘာအလုတ်မှမလှုပ်တော့ဘူး။အခုပဲငါဖုန်းဆက်ပြီးပြောရမယ်။ဒီလိုနဲ့ဗီမလာကလည်းသူသမီးစကားကိုနားထောင်ပြီးနောက်မှာတော့ချွေမလေးကိုထမင်းကြိုက်မပုတ်ပေးတော့ပါဘူး။ သူကရွေချက်တွေအားလုံးမှာအောင်မြင်နေခဲ့ပြီးမိခင်ဖြစ်သူကိုလည်းတွေးခွဲစကားတွေပြောဆိုခဲ့ပါတယ်။အခုဘင်မလာကလည်းအမြဲတမ်းသူရဲ့ချွေးမလေးတွေကိုစိတ်ဆိုးဒေါသထွက်နေခဲ့ပါတယ်။တရမှာတော့သားတွေနဲ့ချွေးမလေးတွေအပြင်ကိုထွက်လာတဲ့အချိန်မှာမနှက်စာတာမပြင်းစင်ရသေးပါဘူး။အမေဒီနေ့ဘာမှလည်းမလုပ်ထားဘူး။ငါအလုပ်သမားလားဟဲ့။နင်တို့အတွက်အမြဲတမ်းငါကမုတ်တွေကိုပြင်ဆင်ပေးနေရမှာလား။နင်တို့ရဲ့လက်တွေကျိုးပဲ့နေလို့လား။ကိုဟောက်ကိုမလုပ်တတ်ကြဘူးလား။အမေရဲ့ဘာလို့အခုလိုပြောနေရတာလဲ။အမေအမြဲလုံးနေကြမဟုတ်ဘူးလား။ လောက်ကြောင်ကလောက်ပြီးသွားပြီးအခုမလောက်ပေးတော့ဘူးတော့တော့မနက်ဆောစောစစီငော့အောင်တော့ကိုလာစားမနေကြနဲ့ရခမဖြစ်သူရဲ့ပုံစံကြောင့်ချွေမလေးတွေကစိတ်ပြတ်ကုန်ကြပါရဲ့ဒါရီအားလုံးဘလို့ဖြစ်သွားသလဲဆိုတာတို့အားလုံးလည်းနားမလည်နိုင်အောင်ဖြစ်နေကြပါရဲ့ချွေမအကြီးဆုံးကသူ့ယောက်ျားကိုပြောခဲ့ရပေါ့ရုတ်တရက်ကြီးအမေဘာဖြစ်သွားတာလဲယင်ကြီးရတာအမေအိမ်အလုပ်တွေလုပ်နေလုပ်နေနဲ့အရန်ကိုပြန်မှန်းသွားပြီနဲ့တူတယ်အဲ့ဒါကြောင့်အမေအခုအလုပ်ကိုဆက်ပြီးတော့မလုပ်ချင်တာပဲဖြစ်ရမယ်ဒါဆိုရင်ကျမတို့အိမ်မှာအလုပ်သမားတယောက်ထားကြမယ်လေ အမေလည်းနနာအနေနဲ့နေလို့ရတာပေါ့ညီမတို့အလုပ်တွေကိုလည်းအခုလိုမျိုးလိုက်လို့စရာမလိုတော့ဘူးအေးကောင်းတယ်မင်းပြောတာမှန်တယ်ငါမနဲ့ပြန်ချက်ချင်းပဲအလုပ်သမားတယောက်ခေါ်ထားပေးလိုက်မယ်နော်နောက်နေ့မှတော့တို့ကလည်းအလုပ်သမားတယောက်ခေါ်ခဲ့ပါတယ်အမေဒါကကျွန်တော်တို့အိမ်မှာခန့်ထားတဲ့အလုပ်သမားဒီနေ့ကစပြီးအလုပ်တွေအားလုံးသူလုပ်လိုက်မယ်အမေအေးစိအနာယူနော်ဒီအချိန်မှာရာသားဝင်ပြောပါတယ်အော်တော်လိုက်ကြတာအမေကဒီအိမ်မှာအတော့မဝင်တော့ဘူးလား အလုတ်တွေအလုံးကိုအလုတ်သမားကလုံမယ်ဆိုရင်တော့အမေကအင်းရဲ့ဒေါက်တာနေရာမှာအသုံးမဝင်သလိုနေထိုင်နေရမှာလားဒုက္ခပါပဲရှင်ကျမတို့ကဘာဖြစ်လို့အခုလိုတွေးရမလဲအခုလိုမျိုးအလုတ်သမားခေါ်ရဲဆိုတာကအမေကိုတတ်တာစေချင်လို့တော်စမ်းမှာငါအားလုံးသိတယ်ငါသမီးလေးပြောတဲ့စကားကလည်းမှန်တယ်နင်တို့၃ယောက်လုံးအစိုးရအလုတ်ရှိတယ်ဆိုတာနဲ့ငါ့ကိုနှိပ်ချဆက်ဆံလို့ရမလားနောက်နေ့ကစပြီးနင်တို့အင်းအလုတ်တွေအားလုံးကိုလှုပ်ပြီးတော့မှပဲရုံသွားကြရမယ်အခုချက်ချင်းဒီအလုတ်သမားကိုမောင်းထုတ်လိုက် ။ဗင်မလာကဒေါသတကြီးနဲ့အလောက်သမားကိုမောင်းထုတ်လိုက်ပါရယ်။အင်းရဲ့အချိန်တွေကလည်းဆိုးရွားနေခဲ့ပါရယ်။အိမ်မှာရှိတဲ့သားသုံးယောက်နဲ့ချွေးမသုံးယောက်ကလည်းကောင်းချင်းဆိုင်ဖြည့်ရှင်းကြရပါရယ်။ရုတ်တရက်ကြီးအမေဘာလို့ပြောင်းလဲသွားတာလဲ။ကျမတို့အလုံးနဲ့ပတ်သက်ပြီးတော့အမေအမြဲတမ်းဝမ်းသာနေခဲ့တယ်မဟုတ်လား။ကြည်ရတာရာသားတစ်ခုခု လုံနေရဖြစ်မယ်။တို့ဒီမာနေနေတာတော်လေးကြာနေပြီ။သူ့ရခမအင်ကားတွေကလည်းသူ့ကိုဖုန်းမဆက်ကြဘူး။ငါတို့ခဲကိုကလည်းသူ့ကိုပြန်လာမခေါ်သေးဘူး။ဟုတ်တယ်တခုခုလွဲနေပြီလို့ငါလည်းထင်တယ် ။ဘာဖြစ်နေရလဲဆိုတာကိုတော့သိအောင်လုံးဝဖြစ်တော့မယ်။နောက်နေ့ကျရင်တော့ငါသူ့အိမ်ကိုသွားပြီးတော့စုံစမ်းကြည့်ခဲ့မယ်လေ။ဘာအခြေအနေတွေဖြစ်နေရလဲဆိုတာကိုငါသိအောင်လုပ်မယ်။နောက်နေ့မှသူကလည်းရာသားအိမ်ကိုသွားကြည့်ခဲ့ပါရီ။ဒီနောက်ရာသားယောက်ျားကိုလည်းသူကအတူတူခေါ်လာခဲ့လိုက်ပါရီ။မိုဟန်ကိုတွေ့ခဲ့ရတဲ့အခါမှာရာသားအန်အားတင်သွားခဲ့ရတာပေါ့။ရှင်သာဘာလာလောက်တာလဲဒီလိုဘာကိစ္စနဲ့လာတာလဲ။ဒါဘလို့ဖြစ်တာလဲ။မင်းအိမ်ကလူတွေကိုမပြောပြထားဘူးလားမင်းငါတို့နဲ့ရံဖြစ်ပြီးဒီကိုရောက်လာတယ်ဆိုတာကိုလေ ဒါဟုတ်တိတာနဲ့အားလုံးအံ့အားသင့်ကုန်းကြပါရဲ့ရံဖြစ်ပြီလားဟုတ်လားနင်ဘာလို့ဒီအကြောင်းတွေငါ့ကိုမပြောတာလဲကျမအမှားမဟုတ်ဘူးလေအမေရဲ့မင်းကမနှက်ဆိုရင်ဆယ်နာရီမှအိပ်ရထားတယ်ထပြီးဆိုတာနဲ့ငါ့အမေနဲ့ရံဖြစ်တယ်ညနေဆိုရင်တော့ရှောက်လဲနေတယ်ညမိုးချုံမှအိမ်ကိုပြန်လာခဲ့ငါတို့ရက်ကွက်မှာရှိတဲ့အတင်းပြောတဲ့ဇယိုက်ဆန်နဲ့မိမတွေအားလုံးနဲ့မင်းနဲ့တငယ်ချင်းဒါတော့မှမင်းရဲ့အမှားမဟုတ်ဘူးဆိုပြီးတော့ပြောနေသေးရလားနင်ကငါတို့ကိုတတ်တတ်အရှက်ခွဲနေရလားနည်းနည်းလေးတော့မရှက်ဘူးလား ဒါရင်ဘယ်ကမလဲမေရဲ့သူကဒီကိုရောက်လာပြီးတော့လဲကျွန်တော်တို့မိသားစုကိုပြက်စီးအောင်လုပ်တယ်။ဒီရက်ပိုင်းတွေအတွင်းအမေနဲ့အမေချွေးမလေးတွေသွေးကွဲတော့အောင်သူပဲလုပ်ခဲ့တာ။အမေသူပြောတဲ့စကားတွေကိုနားထောင်နေရဲ့ဟုတ်လား။ဘယ်မလာကလည်းသူရဲ့အမားတွေကိုချက်ချင်းသဘောပေါက်နားလဲသွားပါရဲ့။ဟုတ်တယ်ငါအမားအကြီးကြီးလုပ်ခင်းမိရပဲ။သူပြောတဲ့စကားကိုနားမထောင်ခဲ့သင့်ဘူး။အခုချက်ချင်းနဲ့ပြန်သွားလိုက်တော့တာသာ။အရင်ကိုသွားပြီးတော့နေရခမကိုသွားကြောင်းမှန်။နောက်တစ်ခါဒီလိုအကြောင်းတွေငါထပ်မကြားချင်ဘူး။ဟုတ်ကဲ့ဟုတ်ကဲ့အမေကျမအိမ်ပြန်တော့မယ်။လာပြန်ကြမယ်။ အမေဒေါသထွက်နေတဲ့အတွက်ရာသားကလည်းချက်ချင်းပြန်လိုက်သွားခဲ့ပါတယ်။ခလေးတို့ရဲ့အမေကိုခွင့်လွှတ်ပါအမေအများကြီးမှားခဲ့မိပါတယ်။ရတဲ့အမေအခုအဆင်ပြေတယ်ဆိုလို့ရှင်တော့ကျမတို့အတွက်လုံလောက်ပြီ။အားလုံးအဆင်ပြေသွားခဲ့ပြီးပျော်ရွှင်စွာနေထိုင်သွားခဲ့ကြပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။